အားလုံးပဲမင်္ဂလာပါမင်္ဂလာနဲ့နဲ့ခင်းလေးဖြစ်ကြပါစေလို့အဲကျွန်တော်ဂျင်းကြော်လင်းမဟာဗမာနေပြီးတော့စုမကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီမနေ့မှာဗာပြောချင်တာလဲဆိုတော့အဲကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့နော်အားလုံးသိကြတာကကျွန်တော်နိုင်ငံဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဆိုတာလူတိုင်းလည်းသိလေတကဘာလုံးလည်းသိတယ်နော်ဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာနော်နိုင်ငံတော်ရဲ့ဘာသာကိုဗုဒ္ဓဘာသာဖြစ်ပြဋ္ဌာန်းတာခြင်းမရှိပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်361မှာနိုင်ငံနိုင်ငံတော်ဤလူများစုကိုယ်ခွေရဘာသာဖြစ်တယ်လို့ရေးထားတာပဲရှိတာပုံမှန်360မှာကျတော့တခြားသောအစ္စလမ်ခရစ်ယာန်ဟိန္ဒူနှစ်ကိုယ်ခွေမှုတွေကိုလည်းပဲနော်အဲတခြားသောဘာသာတွေဖြစ်အတိမတ်ပြုတယ်လို့ပဲရေးထားတာနိုင်ငံတော်ဘာသာကဘယ်ဘာသာပါလို့ဒဲဒဲဒါတိုက်ရေးထားတာမဟုတ်ဘူးဗျ နော်အဲဒါကိုကျွန်တော်စပြီးတီးဖို့လိုအပ်တယ်အဲ့တော့တချို့တချို့တော့ကျွန်တော်တို့ဟိုမြန်မာလူမျိုးတွေပေါ့နော်အဲအစွန်းရောက်တယ်လို့ဖြစ်နေတယ်အစွန်းရောက်တယ်လို့ဖြစ်နေတယ်ငါတို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာကိုပဲအားပေးအားမြောက်လုပ်ရမယ်ဆိုပြီးတော့လုပ်နေတာအတက်မတော်ကိုပဲစွတ်ပြီးတော့အရန်ကိုးကွယ်မနေကြနဲ့နော်အဲတက်မတော်ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ရဲ့အများစုကိုးကွယ်တဲ့ဘာသာမှုလို့တာဗုဒ္ဓဘာသာကို ချီးမြောက်တယ်ကာကွယ်တယ်ဆောက်ရှောက်တယ်ဒါပဲရှိတာတက်မတော်အဓိကလုပ်တဲ့လူကဟောအမျိုးသားကျိုးစည်းပွားဖြစ်ပါတယ်နော်အဲ့ဒီအမျိုးသားကျိုးစည်းပွားကိုကာကွယ်ဆောက်ရှောက်တဲ့အလုပ်ကမှအမျိုးသားနိုင်ငံကြီးအခမ်းအနားလို့ပြောတာဗျနော်အဲ့တော့ तू ပြော तू ပြောတဲ့အမျိုးသားကျိုးစည်းပွားဆိုတာကအဲဒုတာဝန်အရေးသုံးပါဗျအဓိကတော့တိုင်းရင်းသား135မျိုးလုံးအတွက်ပဲသူကလုံမှာဖြစ်တဲ့အတွက်ကြောင့်135မျိုးလုံးဒီဘာသာအကုန်လုံးကိုကိုးကွယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဘယ်ဘာသာကိုမှအဲတက်မတော်ကထူးထူးခြားခြားအဲဦးစားပေးမှာမဟုတ်ပါဘူးထူးထူးခြားခြားလည်းကာကွယ်စောင့်ရှောက်မှာမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်တို့ကဟိုတက်မတော်ကဟိုဗလီစောက်တာတွေကိုလက်ခံတာတို့ဘာလို့ဆိုတာလဲဒါဥပဒေနဲ့အညီပဲဖြစ်ပါတယ်အဲလွှတ်တော်တွေကိုအော်မွတ်စလင်အမတ်လောင်းတွေတက်လာတယ်ဆိုတာလည်းနိုင်ငံသားဥပဒေရနိုင်ငံသားစည်းဝင်လို့တက်လာတာဖြစ်ပါတယ်နိုင်ငံသားစည်းဝင်ဘာကြောင့်ဝင်လဲဆိုဆက်စွာကျွန်တော်ပြောသွားသလိုပဲဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာက ်เนาะ135မျိုးလုံးဖြစ်တဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံเนาะလုံပိုင်ခွင့်ရှိတယ်เนาะတန်းတူညီမျရပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်ဒီလိုတက်လာခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနေရာတကာကိုတက်မလို့ဖောက်ထုတ်နေလို့တော့မရဘူးဒါပေမဲ့မင်းပြောတဲ့ဇကားတွေကတက်မလို့ဖောက်ထုတ်နေတာလားဆိုမဟုတ်ပါဘူးခင်ဗျားတို့တက်မလို့ရဲ့တာဝန်တည်တည်ကြာမြင်စေခြင်းလို့အဲလာပြီးတော့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်အဲတက်မလို့ဒီမျိုးပါသား သာသနာကိုကာကွယ်ဆောက်ရှောက်တာမဟုတ်ပါဘူးဒုတာဝေသုံးပါဘုရားအဓိကကာကွယ်ဆောက်ရှောက်